မင်္ဂလာပါမရေမင်္ဂလာပါဆရာမဟုတ်ကဲ့ပါပြည့်တက်ကြီးရှင်ဒီနေ့မှာတော့အမဒါစောင်းကန်ထူးရှင်36ကျင်းမြောင်းနော်ကန်ထူးရှင်အမဒီသူ6လအတွင်းမှာသချင်း6ပုဒ်ကိုပထမအဦးဆုံးတီးနိုင်ခဲ့တဲ့အမျိုးသမီးစောင်းဝါမလာရှင်ဖြစ်ပါတယ်ဒီစီကန်းချက်ပြောင်းပြီးတော့တိတ်မကြခင်မှာပဲမဲပေါက်တဲ့ဒီចောင်းသားလေးရဲ့အចောင်းမျိုးចောင်းမတီးပြခဲ့ဘူးပေါ့နော်ဒီမှာတော့အမျိုးသမီးစောင်းဝါနာရှင်နဲ့ဖြစ်တယ်ပထမအဦးဆုံးဒီစီကန်ချက်ကိုလိုက်နိုင်နိုင်ခဲ့တဲ့အမလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီမှတီးကြတာပြည့်သွားတာကြာပြီเนาะဒါပြီးတော့ဘယ်လောက်ကြာသွားလဲစောင်းရဖို့အာတလဲဟိုဟာ၁၀ရက်လောက်ပါတလနဲ့၁၀ရက်လောက်တေချာပတ်တာတလနဲ့၁၀ရက်လောက်မှာစောင်းလေးရပြီဆိုတာဆရာချစ်ကိုယ်တိုင်သာပေးသွားတာပါစောင်းလေးပြပေးပါအောင်မဟုတ်ကဲ့ရဲလာတော့စောင်းလေးเนาะဟိုကတော့ဒီတကြောလေးလှောင်ယူထားတဲ့လိုက်ကလေးဟိုတကြောလေးပေါ်နေเนาะဗာเนาะအရန်မိုက်တယ်အဲ့တော့ ဒီဟာကဒီလိုစောင်းမျိုးကပထမအဦးဆုံးဆရာချစ်ပေးဘူးတာဖြစ်ပါတယ်เนาะဒါပေမဲ့ဆိုတော့ဒီအမအနေနဲ့လည်းဒီလိုမျိုးပုံမှန်စောင်းထက်ကိုဒီလိုစောင်းလေးရတဲ့အချိန်မှာဘယ်လိုမျိုးခံစားရပြပါအောင်ကျမကျမကြီးပဲပြောဆိုဖြစ်အဲပထမတော့ team ထားဖို့เนาะအဲလိုမျိုးအဲအရင်လေးကအမေလေးပဲရှင်လားအခုရုပ်တရက်တွေ့လိုက်ရတော့အရင်ပြောရတာပေါ့เนาะဒီလေးပေါ်မှာပြောက် ဒါတိတ်စကားပြောလို့ရှိရတဲ့ဘယ်မဟုတ်ဘူးမလေးကိုကသာဒီဘောမှာမြောက်နေပါအရန်လာတဲ့ like ကဆောင်းလေးနော်အာဒါဆိုလို့ရှိရင်တော့အပြင်မှာဆိုတော့ဒီဆောင်းရဲ့ဈေးလေးကဒါပို့ပြီးတော့မြင့်နေတာ like ကဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့တော့ကျမတို့အနေနဲ့လည်းပေးရတာထိုက်တန်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုចောင်းသားကြီးကလုံးတော့ထိုက်တန်တယ်တရားတစ်မျိုးစီပုံစံတစ်မျိုးစီပေါ့နော်ဒီအမကကြတော့ဒီတချင်းပုံမှန် သူများရဲ့ဒါ၄ပုတ်ကနေမှနောက်၆ပုတ်ပေါ့နော်၆ပုတ်ကိုမှသူကဒီတီးနေတဲ့အချိန်တော်တွင်းမှာလဲကျွန်မကြိုင်မရှင်းစစ်ချလိုက်တဲ့တင်ကန်းစာရီကိုမနီးမညူပဲနဲ့ဘာမှပြန်ပြီးတော့နော်မရနိုင်ဘူးပဲသူပြောရဲဘာမှမရှိပဲနဲ့စိတ်ညစ်ညစ်နဲ့လှုပ်သွားတာနောက်ဆုံးမမေးရတပတ်ပဲအလိုထိနောက်ဆုံးပုတ်မတီးရသေးဘူးပေါ့နော်ဒီမှရအောင်နိုင်ခဲ့တဲ့အမမစုရနာမြန်ဖြစ်ပါတယ်ကဲတော့ပရိသတ်ကြီးကိုမတရားစကားလေးပြောပြပါဦးဟုတ်ကဲ့ အာအခုလိုမျိုးချင်းချင်းပေးတဲ့ဆရာချစ်ကိုလည်းကျေးဇူးတင်ပါတယ်ဒီလိုမျိုးဟိုပေါ့နော်ဒီကိုလိုချင်တာလေးအယောင်လေးရအစာကွက်တီနေစိတ်လေးရဖြစ်ချင်တာလေးပါအဲ့မမတောင်းဆိုလိုက်ရပဲနဲ့เนาะဆရာချစ်နဲ့ဆရာလှုပ်ပေးလိုက်တော့အာပို့ပြီးတော့ကျေးဇူးတင်ပါတယ်ပြီးတော့ဒီလိုပညာရင်းမျှပေးတဲ့ဆရာမကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့အစည်းအဝေးတွေလှုပ်ပေးရပါတော့เนาะဒါဆရာမမရှိရင်ဒါတွေဖြစ်လာမှာပေါ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ အဲကျမတို့ဒါဆရာချစ်ကစောင်းချင်းမြင်လိုက်ပြီးကျမအမကို6လအတွင်းမှာပညာပေါ့နော်အခြေခံပေးလိုက်ပြီးထပ်ပြီးတော့အာလေ့လာပါနော်ကျမနဲ့မှမဟုတ်ဘူးဘသူနဲ့ပဲဖြစ်ဖြစ်နောက်ထပ်အစင်းမြင့်တဲ့ပညာရေးထပ်လေ့လာပါပြီးတော့ပြန်လဲမျှဝေစီခြင်းပါတယ်ထိငယ်ထိသိစီခြင်းပါတယ်မျှဝေစီခြင်းပါတယ်နော်ဟုတ်ကဲ့ပါဆရာမှတ်ထားပါမယ်ဟိုပါပေါ့နော်ဒါစောင်းပညာလေဒီရင်ကျေးမှုဆိုတာလေသဘောကျတယ်အာကိုလည်း ပြီးတက်ချင်တယ်ပြီးသူများရဲ့လည်းပေါ့နော်ကိုကိုနဲ့နီးစက်တဲ့ပေါ့နော်သူတွေကိုလည်းဟိုတိတက်အောင်တိုက်တွန်းပေးပါမယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာနှစ်သစ်မှာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပါစေအားလုံးကျေးဇူးတင်ပါတယ်အားလုံးနဲ့စိတ်ချမ်းသာကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်